အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဗြိတိရှဝန်ကြီးချုပ်ကီယာစတာမာတို့ဟာတမိုင်းဝင်ကုန်သွယ်ရေးသဘောတူညီချက်ကိုကြာသပတေးနေ့မှာထုတ်ဖော်ပြသလိုက်ကြပါရယ်။တကမ္ဘာလုံးပေါ်ထရန့်ကအခွန်နှုန်းထားတွေတင်ကြုံချမှတ်ပြီးကြတဲ့ကအခုစာချုပ်ဟာနိုင်ငံတစ်ခုနဲ့ပထမဆုံးကုန်သွယ်ရေးသဘောတူညီချက်ဖြစ်ပါရယ်။အဲဒီစာချုပ်ကြောင့်ဗြိတိရှဇိမ်ခံကားတွေအပေါ်အခွန်နှုန်းထားတွေလျှော့ပေါပေးမှာဖြစ်ပြီးတမ်မနီနဲ့အလူမီနီယံတို့အပေါ်လည်းအခွန်လုံးဝလွန်ငင်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့ဗြိတိရှကုံစီအားလုံးအပေါ်ချမှတ်ထားတဲ့အခြေခံအခွန်နှုန်းထားဆက်ရခိုင်နှုန်းကတော့ဆက်လက်ရှိနေမှာဖြစ်ပါတယ်။ Over Office အတွင်းကနေဖုန်းနဲ့စတားမားကိုဆက်သွယ်ပြောဆိုနေစဉ်အတွင်းသဘောတူညီချက်ကိုထရန့်ကကြေညာခဲ့တာပါ။အပြန်လန်အနေနဲ့ American အမဲသားနဲ့လေယာထွက်ကုန်တွေအပေါ်ဗီဒိန်ကသူ့ရဲ့ဈေးကွက်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။ သဘောတူညီချက်မှာအသေးစိတ်တွေဖော်ပြထားခြင်းမရှိပေမဲ့အဲ့ဒီသဘောတူညီချက်ဟာတရုတ်လိုတခြားနိုင်ငံတွေအတွက်လည်းနမူနာပုံစံတစ်ခုဖြစ်လာလိမ့်မယ်လို့ထရန့်ကပြောပါတယ်။ဧပြီလကလွတ်မြောက်ရေးနေ့လို့ဆိုပြီးတကမ္ဘာလုံးပေါ်ထရန့်က အခွန်နှုန်းထားတစ်တွေချမှတ်ခဲ့ပါတယ်။ UK နိုင်ငံနဲ့ကုန်သွယ်ရေးသဘောတူညီချက်တည်းရဲ့ထိုးဖောက်အောင်မြင်ရရှိခဲ့တာကိုစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်ကြင်ညာပါရယ်။ ဒီသဘောတူညီချက်အရအမေရိကန်ပို့ကုန်တွေအတွက်ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ပုံမှန်ကြီးမားတဲ့ဈေးကွက်ကြီးကိုလည်းရရှိမှာဖြစ်ပါတယ်လို့ထရန့်ကပြောပါတယ်။သဘောတူညီချက်ကိုနောက်ဆုံးမိနစ်မှရရှိခဲ့တာဖြစ်တယ်လို့စတာမာကဆိုပါတယ်။ထရန့်ဘောလုံးပွဲကြည့်နေတဲ့အချိန်သူ့ဘုတ်တုံးတွေကဖုန်းခေါ်လိုက်မှထရန့်က သူ့သဘောတူညီချက်ကိုပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာတကယ်ကိုကြီးကျယ်တဲ့သမိုင်းဝင် နေ့တနေ့ပါပဲလို့ထရန့်နဲ့ဖုန်းပြောနေစဉ်စတာမာကပြောပါတယ်။ အခုသဘောတူညီချက်ဟာမဟာမိတ်တွေရဲ့အောင်ပွဲနေ့အနည်း80မြောက်နေ့နဲ့လည်းတိုက်ဆိုင်နေပါဗျ။ဒုတိယကမ္ဘာစစ်အတွင်းနာဇီဂျာမနီတို့ကိုဗြိတိန်နဲ့အမေရိကန်ပြည်ထောင်စုတို့အပါအဝင်မဟာမိတ်တွေကအနိုင်ရရှိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်ခံဖို့ပရိသတ်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်